ကဲအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ဂျန်ကေဆုံနေကြတဲ့ brother တွေအတွက်တကယ်ကောင်းမွန်တဲ့ player ကောင်းတွေဖြစ်ဖို့အတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ကဂျန်ကေမှာ blue fan မလဲနဲ့ ganking ni rotation ni အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါအပြင် enemy jungler ကိုက blue နှိမ်ပြီးတော့စော့ရမလဲဆိုတာကိုကရှင်းပြပေးသွားမှာဖြစ်ပါတယ် mobile နေ့ချက်မှာအလုပ်ချုပ်ဆုံး rule ဆိုလို့ကတော့ jungler rule ပဲဖြစ်ပါတယ်ဘာလို့လဲဆိုရင် crit လဲစားအောင်မယ် land လဲပတ်ပေးအောင်မယ် objective တွေဖြစ်တဲ့ target lot တွေကိုလည်း remain ပေါက်ပေးအောင်မယ်ဒီကြားတဲ့ဟိုဘက်ကတန့်နေရကိုယ်ဒီဘက်ကဖက်ပီကိုလာပြီးတော့နှောက်မယ်ဆိုရင်လည်းကိုယ်ဒီမှာခံရသေးတယ်ဗျာ ီကြတဲ့အဲ့လိုနေရာမျိုးကြီးမှာကိုယ်ကရီထီလဲတာပြီဆိုရင်တသိန်းလုံးကဝမ်းပြီးရဆဲတယ်လီရိုက်ပါဆိုပြီးတော့လဲဝမ်းပြီးရဆဲခံရသေးတယ်။ဒါကြောင့်မိတ်ဆွေတို့ဟိုက်ပါဆော့ရမယ်ဆိုရင်ကိုတီမိကလီရိုက်ပါဆိုတဲ့ဆဲတဲ့တန်တွေကိုခံနိုင်ဖို့ကျွန်တော်ကအရင်ကြံပြုတ်ချင်ပါတယ်။ဂျန်ကယ်ရူမှာကျွန်းကျွန်းချင်းချင်းဆော့နိုင်ဖို့ဆိုရင်အဲ့ဒီဂျန်ကမှာပါတဲ့ကျွန်တော်လော့တွေတာတဲတွေမွန်စတာတွေအကြောင်းတွေကိုကျွန်တော်နော့ကြည့်နေအောင်သိထားဖို့လိုအပ်ပါတယ်။ဂျန်ကယ်ထဲမှာရှိတဲ့ရက်ဘတ်ကိုတက်မယ်ဆိုရင်ဂူ120ရရှိမှဖြစ်ပြီးတော့ဒီအနီအောင်အမှတ်သားလေးကိုလည်းရရှိမှဖြစ်ပါတယ် အဲ့ဒီအနေအောင်မှတ်သားလေးကဘယ်လိုလုပ်လို့လဲဆိုရင်သူ့ကိုတတ်ထားတဲ့သူကို physical damage နဲ့ magic penetration တွေကိုပေးနေမှာဖြစ်ပါတယ်။ပြီးတော့သူ့ရဲ့တိုက်ခိုက်မှုတိုင်းမှာလည်း damage နဲ့ slow fade တွေကိုလည်းပေးနေမှာဖြစ်ပါတယ်။ဒါလည်းမကသေးပဲ rubber ကိုတက်ပြီးရတဲ့အချိန်မှာဆိုရင်ဟဲ့လို့သွေးလုံးလေးသုံးလုံးကျလာတဲ့အချိန်မှာအဲ့ဒါလေးကို light ကောက်မယ်ဆိုရင်သွေးနဲ့မန်နာကိုပေးမှာဖြစ်ပါတယ်။ rubber ကတော့ပွဲကစားချိန် second 30မှာထွက်လာမှာဖြစ်ပြီးတော့သူ့ကိုတက်ပြီးလို့ second 90ကျရင်လည်းပြန်ပြီးတော့ထွက်နေမှာပဲဖြစ်ပါတယ်။ rubber ဘေးကဒီကောင်လေးကတော့ second 30မှာထွက်ရှိနေမှာဖြစ်ပြီးတော့ကျွန်တော်တို့သူ့ကိုတက်ပြီးလို့ second 90မှာလည်းထက်ကထက်ကထွက်ရှိနေမှာပဲဖြစ်ပါတယ်။ သူ့ကိုတတ်မယ်ဆိုရင်တော့981ရနေမှာဖြစ်ပြီးတော့သူ့နဲ့မန္နာနင်းငယ်လေးပြန်ပြီးတော့ရရှိပါတယ်။ရပက်ဘေးရဲ့ဒီကောင်လေးကတော့သူ့ကိုတတ်မယ်ဆိုရင်992ရရှိမှာဖြစ်ပြီးတော့မန္နာနဲ့သူ့နင်းငယ်လေးပြန်လည်းရရှိမှာပဲဖြစ်ပါတယ်။ဒီကောင်လေးရဲ့ထူးခြားချက်ကတော့သူ့ကိုတတ်ပြီးလို့ရှိရင်သူ့ထက်အကောင့်သေးတဲ့ monster တစ်ကောင်လေးကျန်ခဲ့ပါသေးတယ်။ပြီးတော့ဒီကောင်လေးကပွဲကစားချိန်ကျွန်တော်39စက္ကန့်မှာထွက်ပေါ်နေမှာဖြစ်ပြီးတော့ဒီကောင်လေးကိုတက်ပြီးတော့9စက္ကန့်ကြာတိုင်းမှာလည်းပြန်လည်းထွက်ပေါ်နေမှာပဲဖြစ်ပါတယ်။ဒီကောင်လေးကတော့ကျွန်တော်48စက္ကန့်မှာစတင်ထွက်ပေါ်နေမှာဖြစ်ပြီးတော့သူ့ကိုတက်ပြီးတော့10မိနစ်ကြာတိုင်းမှာလည်းပြန်လည်းထွက်ပေါ်နေမှာဖြစ်ပါတယ်။ ဒီကောင်လေးကတော့သူ့ကိုတက်မယ်ဆိုရင်992ရပြီးတော့ Hawking Crush ဆိုတဲ့အရာလေးပါရရှိပါတယ်။ Hawking Crush ဆိုတဲ့ဟာလေးကတော့ခုနောက်ကိုဒေါရှော့လိုက်နေမှာဖြစ်ပြီးတော့သူကကိုယ့်ရဲ့မန်နာနဲ့ဟီးဒီကိုပြန်ပြီးတော့ဖြစ်ပေးပါတယ်။ Blue Bug ကတော့ပွဲစားချိန်စက္ကန့်20မှာစတင်ထွက်ပေါ်လာမှာဖြစ်ပြီးတော့သူ့ကိုတက်ပြီးတိုင်းစက္ကန့်90ကျတဲ့ချိန်မှာလည်းပြန်လည်ထွက်ပေါ်လာဦးမှာဖြစ်ပါတယ်။ Blue Bug ကကြတော့နည်းနည်းထူးဆန်းနေပြ။သူ့မှာအကောင့်သေးသေးလေးနဲ့အကောင့်ကြီးဆိုပြီးတော့နှစ်ကောင်ပါရှိလာပါတယ်။ ြီးတော့အဲ့ဒီအကောင်ကြီးကိုကျွန်တော်တို့ကတက်ပြီးလို့အကောင်သေးသေးလေးကိုထားခဲ့မယ်ဆိုရင်လည်း blue back ကဘရော့မှာပြန်ပြီးတော့ထွက်လာမှာမဟုတ်ဘူးဗျာပြီးတော့ blue back ကိုတက်လိုက်မယ်ဆိုရင် goal 148ကိုလည်းရရှိမှာဖြစ်ပြီးတော့ဒီလိုအပြောင်းအဖက်လေးကိုလည်းရရှိမှာဖြစ်ပါတယ်အဲ့ဒီအပြောင်းအဖက်လေးကတော့သူ့ကိုတက်လိုက်တဲ့သူ close down နဲ့ mana တွေကို short ချပြီးမှာပဲဖြစ်ပါတယ် blue back ကိုတက်လိုက်တဲ့ခါကျရင် healing သုံးလုံးကြလာမယ်ဗျအဲ့သုံးလုံးကိုကျွန်တော်တို့က like កောက်မယ်ဆိုရင် he နဲ့ mana ပြန်တက်ပါတယ် blue back ရဲ့ဘေးရဲ့ဒီကောင်လေးကိုတက်မယ်ဆိုလို့ရှိရင်သူ့အင်းငယ် mana အင်းငယ်ရဲ့ goal 98ရရှိမှာဖြစ်ပါတယ် ီကောင်လေးကတော့ပွဲဆက်ဆက်ချင်းစက္ကန့်40မှာပုံမှန်ဖြစ်ပြီးတော့သူ့ကိုတက်ပြီးလို့စက္ကန့်90ကြာမှာပြန်ပြီးတော့ထွက်နေမှာပဲဖြစ်ပါတယ် EHB Monster ကိုတက်မယ်ဆိုရင်တော့ EHB 90ရရှိမှာဖြစ်ပြီးတော့ Go Monster ကိုတက်မယ်ဆိုရင်ကျွန်တော်တို့က90ရရှိမှာပဲဖြစ်ပါတယ်ပွဲတစ်ပွဲရဲ့အရေးကြီးဆုံးဖြစ်တဲ့တာတရာလဲကျွန်တော်ပွဲကစားချိန်2မိနစ်မှာထွက်ပေါ်လာမှာဖြစ်ပြီးတော့သူ့ကိုတက်ပြီးလို့2မိနစ်ပြေးတိုင်းမှာလည်းပြန်လည်ထွက်ပေါ်လာမှာပဲဖြစ်ပါတယ်ဒါပေမဲ့သူကတော့10မိနစ်ကျော်သွားတာနဲ့ပြန်ပြီးတော့ပေါ်လာမှာမဟုတ်တော့ပါဘူး သူ့ကိုတက်ပြီးလို့ရှင်950နဲ့ EHP 100ရရှိမှာဖြစ်ပါတယ်။ဒါအပြင်မှာအတင်းသားတွေပေါ်မှာလည်းရှီတစ်ခုဆိုပြီးတော့အပူပါလာမှာပဲဖြစ်ပါတယ်။အဲ့ဒီရှီကို9စက္ကန့်အကြာဘာမှဓာတ်မိအတိမခံဘူးဆိုရင် Magic Power နဲ့ဓာတ်မိအပူတွေကိုရရှိအောင်မှာပဲဖြစ်ပါတယ်။ကျွန်တော်အသင်းရဲ့အရေးကြီးဆုံးဖြစ်တဲ့လောက်ရောပွဲကစားချိန်10မိနစ်ကြာတဲ့အချိန်မှာထွက်ပေါ်နေမှာဖြစ်ပါတယ်။ဒီလောက်ကိုတက်ပြီးလို့3မိနစ်ကြာတိုင်းမှာလည်းသူကပြန်လည်ပြီးတော့ထွက်ပေါ်နေမှာပဲဖြစ်ပါတယ်။ ဒီလောက်ကလည်းပွဲချိန်17မိနစ်နောက်မှဆိုရင်တာဝါကိုပြီးရိုက်မဲ့လော့ဖြစ်ပြောင်းသွားပြီးတော့18မိနစ်ကျော်သွားပြီဆိုရင်စွန်အားကြီးရဲ့လော့ဖြစ်ပြောင်းလဲသွားပါလေသူ့ကိုတတ်မယ်ဆိုရင်တော့နောက်ထပ်မခရီမှာကိုဘကပါလာမှာဖြစ်ပြီးတော့မီနီယန်နေရဲ့တိုက်ခိုက်ရေးစွန်အားကိုလည်းညှင့်နေပြီးပါလေ Utility Hero တွေကတော့ EHP ရဲ့ Damage EHP Roma Support ထုတ်လာရဆိုရင် Utility Hero တွေကိုထုတ်တင်ပါလေ Durable Hero တွေကရော EHP ရ Damage EHP Roma Tank ဆိုရင်ပစ်တင်ပါလေ Damage Hero တွေရော EHP ရ Hybrid EHP တွေထုတ်လာပြီးတော့ Roma Tank ဖြစ်နေတဲ့အချိန်မှာထုတ်တင်ပါလေ ဘရာသာတို့ပါတီဆုပ်မယ်ဆိုရင်လိန်၃လိန်ကိုညပြီးတော့ကြည်ရမယ်ကြာ EHP မှာ Hero Nature နှိမ့်နေလားအဲ့ဒါဆိုရင် EHP ကိုကန်ရင်ကန့်ပြီးလိုက်ဂိုလိန်မှာ Hero Nature နှိမ့်နေလားအဲ့ဒါဆိုရင်ဂိုလိန်ကိုအရင်ကန့်ပြီးလိုက်အဲ့လိုဂန်ကင်းနေအမြင်နဲ့လုံးအောင်မလို့ enemy hero ထက်ဆိုင်ရာကို hero က hero nature မတာဘူးဆိုရင်တော့မှမနှိမ့်အောင်ပစ်ထားသင့်ရတယ်ဗျာ hero တွေကိုအဲ့လိုဖြစ်သွားရဆိုရင် gank ကြီးလှုပ်ဖို့နေနေတဲ့သားကိုဘက်ကတော့မှနတ်မယ်မစားရတဲ့ဘဝကိုရုန်းကန်ရလိမ့်မယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဗတ်စားမယ်ဆိုရင် YouTube ရှင်ကိုအရင်ပောက်တက်လာဆိုတော့ပြပြပြီးသွားပါမယ် ကျွန်တော်တို့က review ချင်းကိုအဲ့လိုကြိုပြီးတော့ပေါက်လိုက်တဲ့ခါမှာဘယ်လိုဖြစ်လာမလဲဆိုရင်ကျွန်တော်တို့ကဒီဘက်ကိုကျွန်တော်တို့ review ချင်းပေါက်လိုက်ထားလိုက်တော့ကျွန်တော်တို့ rabbit ရောက်သွားတဲ့ခါမျိုးတွေမှာ enemy ဘက်ကကျွန်တော်တို့တန့်နေ ehp တွေကကျွန်တော်တို့ zia ဘက်ကိုလာပြီးတော့လုနိုင်နေဗျာအဲ့လိုမျိုးကြီးလေကျွန်တော်ပါသွားတာ၄အများကြီးရှိတယ်ဒါတော့ကျွန်တော် jungle ဆော့တဲ့ player တွေတော်တော်များများသိမှာပါအဲ့လိုမျိုးတွေမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြပြမယ်ပထမအဆုံးကျွန်တော် enemy team ရဲ့တန့်နေကိုကြည့်လိုက်ဗျာချောင်းပကွီရိုဖရန်ဂရိုဆိုရင်ဒါအားလင်းအပိတ်များတဲ့ကောင်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က jungle ကိုလာပြီးတော့နှောက်နိုင်တယ် ပြီးတော့ EHB မှာလည်း Bandida Dara ချောင်းပကီရိုဆိုရင်ဒီကောင်တွေကအားလေး impact များတယ်ဗျာအဲ့တော့ကျွန်တော်ရဲ့ jungle တွေကိုလည်းသူတို့ကထပ်ပြီးတော့ဝင်လာနိုင်တယ်အဲ့လိုမျိုးအခြေအနေတွေကြောင်းကျွန်တော်တို့က jungle ကိုအဲ့လိုကောင်တွေပိုင်းဆော့ပြီးတော့မပေါင်းနဲ့အဲ့လိုမှမဟုတ်ဖ ೇನೆ ကိုတီးယာ EHB ဂိုလိန်တန့်လို့မိလူကကိုယ့်ကိုဘက်ကိုကူပြီးတော့စားပေးနေရဆိုရင်ကြူပေါက်လိုက်လို့ရတယ်ဘောက်လဲဆိုတော့ကျွန်တော်တို့ကကိုဒမိတ်ကလည်းပါသေးတယ်ကိုတင်းရဲ့ဒမိတ်ကလည်းပါသေးတယ်ဆိုတော့ဟိုဘက်ကဘတ်လာနောက်မဲ့ကောင်တွေကဒီနောက်မရောက်မချင်းပါနဲ့ကျွန်တော်တို့ကဘတ်ကတည်သွားပြီ အကယ်လို့အကောင်ဖလစ်ကားနဲ့ခုံပြီးတော့လာရဆိုရင်လည်းဘတ်ပါသွားရဆိုထားလိုက်ပြီးရင်ဒီကောင်ကကျွန်တော်တို့ပြန်ပြီးတော့တက်ပြီးတော့ဂိုးပြန်ယူလို့ရတယ်ဗျာကျွန်တော်ဟိုက်ပါဆော့မယ်ဆိုရင်ကိုက level 4ကို enemy hyper တက်မြင်မြင်ရအောင်ဘလို့ဖန်ရမလဲဆိုတာကိုကျွန်တော်ပြပြပေးသွားမယ်ကိုက rabbit ကိုအရင်စားမယ်ဆိုရင်တော့ rabbit ပြီးသွားရနဲ့ဒီဘက်လေးကိုစား walking crack ရရမရရဘာမှမပူနဲ့ပြီးရင်ကျွန်တော်တို့ blue ဘက်ကိုလာပြီးတော့စားဗျာ blue ကစားပြီးပြီဆိုရင် blue ဘက်ရဲ့ bear dina လေးရဲ့ back လေးကိုလာပြီးတော့စားမယ်ဗျာလာပြီးစားပြီးပြီဆိုရင်ကျွန်တော်ကလည်းဟိုးပွန့်ကန်နီးပြီဗျာအဲ့လောက်စားပြီးဆိုရင် အဲ့ဒါပြီးရင်ကျွန်တော်ဒီဘက်က go crap ဖြစ်ဖြစ် ehb crap ဖြစ်ဖြစ်စားလိုက်အဲ့ဒါဆိုရင် level 4က enemy hyper ten ပို့ပြီးတော့မြင်မြန်ပွန့်နေဗျာကိုကဘဘူးဘက်ကနေအရင်စစားမယ်ဆိုရင်တော့ဒီကောင်လေးကိုအရင် စားမယ်ဗျာဒီနားလေးကကောင်လေးကိုအရင်စားမယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့က rubber ကိုထပ်ပြီးတော့စားမယ် rubber ကိုစားလိုက်ပြီး rubber ကိုစားပြီးတော့ကျွန်တော်တို့ဒီကောင်လေးကိုထပ်ပြီးတော့စားမယ် walking crate မပါဘူးဆိုရင်တောင်မှကျွန်တော်တို့ဒီကောင်လေးစားပြီးပြီဆိုတော့လည်းကျွန်တော်တို့လဲဖို့ကခဏနေလောက်တိုင်းကျွန်တော်တို့ကပြန်ပြီးတော့ပွင့်ပါဗျာ ဲ့တော့ကျွန်တော်ဒီလိုမျိုးလဲ fan လို့ရတယ် blue back ကနေ fan မယ်ဆိုရင်ဟိုက jungler ဆော့လာလေကြာပြီ enemy တင်းရင်မှ jungler ထက်လဲပို့ပြီးတော့တာကျင်လဲဆိုရင်ဒီလိုအချင်းရုပ်ပြီးစားလို့ရတယ် pattern လေးရှိတယ်ဗျာတော့ပထမဆုံးကျွန်တော် red back ကိုအရင်စားပြီးရင်ဒီကောင်လေးကိုကျွန်တော်စက်စားမယ်အဲ့ဒါပြီးရင်ကျွန်တော်ဒီ blue back ကိုစားမယ် blue back ကိုစားပြီးပြီဆိုရင်ကျွန်တော်ကဒီဘက်ကိုသွားကိုဘက်ကဖတ်တီးမစားနိုင်အောင်နော်ကျွန်တော်ဒီဘက်ကိုသွားမယ်ပြီးရင်ကျွန်တော် enemy jungler ရဲ့ဒီကောင်လေးကိုကျွန်တော်စားမယ်ဗျာဒီဘက်က ehv လေးဖြင်းဖြစ်မှာပေါ့နော်ပြီးရင်ကျွန်တော်ဒါလေးကိုစားမယ် โอเคအဲ့လိုစားပြီဆိုရင်ကျွန်တော်တို့ရှေ့မှာရှိတဲ့ဒီဘက်ဒီကိုကျွန်တော်တို့ပြန်ပြစားရမယ်ပဲဒီမွန်စတာတွေပြီးရင်ဒီကောင်ကိုစားမယ်ခုမှ reading ရှိရင် review ပြတယ်ပေါ့ဗျာအဲ့ဒါဆိုရင် enemy jungler ထက်သူ့ကိုလည်းနှိမ်ပြီးသားရတယ်ကိုကလည်း enemy jungler ထက်ပို့ပြီးတော့ family များများရပါတယ်အာလီဟိုဘက်က drapic ကိုကြည့်ကိုကခန်းခံရမယ့် position မရှိဘူးဆိုရင် retreat ကိုကြိုသုံးဘာလို့လဲဆိုတော့ကိုကအခုတခါ ratio ကိုကျိုးသုံးထားရဖြစ်တဲ့အတွက်ကြောင့်မလို့နောက်တခါကိုပတ်စားရဆိုရင် retreat ကိုတော့ပြန်လဲပြီးတော့ အဲ့ဒီဘက်မှာလည်းကိုက referee ကပြန်ပွင့်နေပြီဗျာအဲ့ဘက်ကလည်း referee ပြန်ပြီးတော့ပေါက်စားလိုက်အောင်မယ် retribution ယူထားရင် jungle crew 9កောင်ပြီးမှ referee ရဲ့ damage ကပို့ပြီးတော့ပြင်းနေဗျာအဲ့တော့ကြောင့်မလို့ကိုတင်းရတန့်နေမစမန်းနေရအဲ့ဒီ crew တွေကိုမစားထားဖို့လိုအပ်တယ်ပြီးတော့ကျွန်တော်တို့ damage up ပို့များတဲ့အခါဒီမှာ target ဝင်ပြီးတော့လုလေဆိုရင်ကျွန်တော်တို့ကဘယ်လိုလုအောင်လဲဆိုရင်အဲ့လို skill အတူစာလေးတွေပြစ်ပြီးမှ jungle ကိုပေါက်လိုက်ဗျာအဲ့ဒါဆိုရင်အိုက်တာတွေကရဖို့များတယ်ကျွန်တော်အဲ့ဒီအကွက်ကတန့်ချက်ကြလာလေဆိုပိုကောင်းတယ်လွယ်ပါလေ တကယ်လို့ကျွန်တော်တို့ကတာတင်မရခဲ့ဘူးဆိုရင်လည်းကိစ္စမရှိဘူးအဲ့ဘက်ကဟိုက်ပါကိုပြန်ပြီးတော့တက်လိုက်ဘာလို့ဆိုတော့တာတင်မှာရတဲ့ဂိုးနဲ့ဒီကောင်ကတာတင်ရသွားတာဖြစ်တဲ့ကြောင့်ဒီကောင်ကဂိုးအများကြီးရနေမှာဗျာအဲ့တော့ဒီကောင်ကကြီးရတဲ့အတွက်ကြောင့်တော့တာတရရတဲ့ကိုရောဒီကောင်စီကကိုရောကျွန်တော်ကပြန်ရတယ်ပြီးတော့ဒီကောင်ကိုလည်းနှိမ်ပြီးသားဖြစ်တာပေါ့ကိုကအဆက်ရှင်ကင်ပြီးတော့ဂျန်ကလေးထဲမှာလာပြီးတော့အခန့်ခံနေရတယ်ဆိုတော့ဘယ်လိုလုပ်မလဲကိုကပထမဆုံးဘာမှအကိစ္စမရှိဘူးဗျာ65အဆက်ရှင်အတက်ရတယ်ဗျာအဲ့ဒါပြီးပြီဆိုရင်ကျွန်တော်တို့ကဒီလိုခက်လီးလိုလာပြီးတော့ဂန့်နေဆိုရင်ကိုကအောင်းလင်းုံသွားမှာအဲ့တော့ဒီကောင်ကဒီကိုလာပြီးတော့ဂန့် ခန်းလာလဲကိစ္စမရှိဘူးဗျာဘာလို့လဲဆိုတော့ဒီကောင်းနေအများကြီးပါမလာဘူးကိုယ့်ဘက်ကလည်းတန့်ရှိရယ်ဆိုတော့အဲ့နားမှာ ready လုံးဝမပေးနဲ့ကျွန်တော်တို့ rubber မှာပေးဖို့ ready ကိုခြံထားအဲ့ဒါမှမဟုတ်ဘဲနဲ့ဟိုဘက်ကလည်းတင်းရအများကြီးလာပြီးတော့ကန်နေ ကိုဘကတန်းနဲ့မိရလဲမကြည့်ဘူးဆိုရင်တော့အဲ့ပွဲကဆရန်နာတားရတော့ရဆက်ပြီးတော့မဆုံးနဲ့တော့စားတာပါကျွန်တော်တို့ကအဆိုရင်ဂျန်ကယ်ရှင်ပေါ့ရင်လည်းပေါ့ဒါမိုဘက်ကိုပြောင်းပြီးတော့စားရလဲလုပ်လို့ရတယ်ဒါမိုဘက်နဲ့ဒီကောင်နဲ့ဟိုဘက်ကိုပဲနှောက်ပြီးတော့ကျွန်တော်ဒီဘက်ပါတော့ထပ်ပြီးတော့လာပြီးတော့နှောက်တယ်ဆိုရင်ကျွန်တော်တန်တွေကိုခေါ်မိတွေကိုခေါ်ဒါမှသူတို့ကမလာဘူးဆိုရင်ကျွန်တော်ရှေ့မှာပြောခဲ့သူတို့ကလုလိုက်တော့ဗျာခေကျွန်တော်လည်း level မပွင့်သေးဘူးဟိုဘက်ကလည်း Franco လိုက်ပြီးတော့အိမ်နေတယ်လင်းတို့ကောင်နေရတယ်အဲ့တော့ကိစ္စမရှိဘူးဘာမှလုပ်ပေးမနေနဲ့ဟိုဒီဘက်လေးကိုစား ဒါတော့မှလင်းရဒီကိုလာပြီးတော့ယူလာတယ်ဒါပေမဲ့ဒီကောင်ကမနိုင်ဘူးမနိုင်တဲ့အတွက်ကြောင့်ကျွန်တော်ဘာမှပြန်မလုပ်နဲ့ကျွန်တော်ပြန်ပြီးတော့ဒါပတ်လိုက်တော့ကျွန်တော်အနေနဲ့လိန်တလင်းကိုကန့်ကျင်နေဆိုရင်အိုက်လင်းအကောင်ကဂန့်ပုံမလွယ်ဘူးဒါမှမဟုတ်ကိုယ့်ရဲ့ခရီးတွေကလည်းတာဝါထဲမှာမရှိဘူးဆိုရင်ကျွန်တော်အိုက်လင်းမှာကြာကြာမနေဘဲနဲ့ပြန်ပြီးတော့ဘတ်တင်နေဒီမှာဆိုလဲကြည့်ဟိုဘက်ကမိနဲ့မက်စမန်နေရလုံးဝပေတီနေရပြကျွန်တော်ဘလို့မှဂန့်လို့မရဒါမှလည်းကျွန်တော်အဲ့နာမှာနေကြည့်သေးတယ်သူတို့ကိုဝင်ပြီးတော့ကန့်မယ်ဆိုပြီးတော့ဖာစာလည်းသူ့ကိုဓမိတ်ပေးခြင်းနေရပြ ဒါမှမဟုတ်ကပြီးတယ်မိရဲ့ damage ကများနေတော့ကြာကျွန်တော်တို့မလုပ်လိုက်တော့ဘူးကျွန်တော်ပြန်ပြီးတော့ပဲဖတ်လိုက်တော့မယ်တကယ်ဆိုရင် Farsa သူ AD ရှိရနဲ့သူ damage ပေးတယ်ဆိုရင်ကျွန်တော်ဝင်ပြီးရင် tower ကိုလည်းရမယ်ကျွန်တော် hero k လည်းရမယ်ဆိုတော့ကျွန်တော်ကသားတယ်ဒီကြတဲ့ maximum ကပြန်ပြီးတာဆိုတော့မပါတော့ဘူးဗျာမတာတော့ဘူးဗျာအဲ့တော့ကျွန်တော်တာတယ်ကိုပဲဆက်ပြီးတော့ try မြင်နောက်ထပ်တစ်ခုကကျွန်တော်9မိနစ်ကြော်ပြီဆိုတော့ ਨੇ jungler ကင်ထားရဆိုရင် creed ကိုဝင်ပြီးတော့ရှင်းတော့ဗျာဒါမှလည်းအဲ့ဒီရှင်းတော့မယ်ဆိုရင်ကိုယ့်ဘက်ကမိရဲ့အခြေအနေကိုကြည့်အောင် မိရဲ့ကျိုးနေဆိုရင်သူ့ကိုဦးစားပေးပြီးတော့ကျွေးလိုက်မိရဘာမှဖြစ်ဘူးအေးစေးသူကလည်းတာနေဆိုရင်ကိုယ်ပဲစားလိုက်တော့ညာပြီးတော့ကို့မှာ referee မရှိဘူးဆိုရင်တာတရီကိုအရေးစွန့်ပြီးတော့မလုံနဲ့ဗျာပြီးတော့ zoom မလုံနဲ့ပါဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ကတာတရီ retinue ကိုဘက်ကဂျန်ကလာနဲ့ရှင်ပြီးတော့ပေါအောင်ပါဗျာပြီးတော့ကျွန်တော် retinue တန့်ဂျန်ကလာကိုင်နေဆိုရင်ရှောက်ရှောက်ပြီးတော့မသုံးနဲ့ဗျာအတိကတော့မလို့အဖဲနဲ့မသုံးနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တန့်ဂျန်ကလာဒီမှာအဲ့ retinue တော်တော်လေးတမ်းမိပါလေအကျွေးအကြောင်းဖြစ်ပါလေပြီးရင်အရန်တာနေတော့ကျွန်တော်လူမျိုးဖင်ရတတ်တဲ့အချိန်လေးရှိရကြကြည်အောင် ကျွန်တော်ကနိုင်မယ်ထင်ပြီးတော့3ကောင်တကောင်သွားပြီးတော့ fight တာပြဟိုဘက်က damage တီးရများပြီးတော့ eddy မြိုက်ခင်မှာတန်းပြီးတော့ရှော့သွားကျွန်တော်လည်း kd ရလည်း313ဆိုတော့ကျတော့ကျွန်တော်ကိုတတ်သွားတဲ့ကောင်ကတော့ goal 300ရတော့ရမှာပဲဗျာနောက်ပြီးတော့ကိုတင်းရဲ့ fan မ fan နေရတာပါလည်းမချိုးဘူးပြီးတော့ကိုကလည်း mobility မြင့်နေ jungle hyper ကိုလည်းကင်ထားရဆိုရင်တာပါတွေလိုက်ချိုးဗျာဘာလို့ဆိုတော့အားလီနဲ့မေဂိမ်းမှာတာပါတွေကိုလိုက်ပြီးတော့ချိုးပလိုက်ဘာလို့လဲဆိုတော့ကျွန်တော်တာဝါတွေကျိုးသွားပြီဆိုတော့ ਨੇ မက်က open သွားပြီးတော့ကျွန်တော်ကန့်လာပြီးဗါတွေမှာပို့ပြီးတော့လွှဲရေဗျ နောက်တစ်ခုကကျွန်တော် making ရောက်လာပြီဆိုတော့ ਨੇ item choice တွေအရင်ရေးကြည့်ပါတယ်အဲ့ဒီ item choice တွေကဘလို့ရေးကြည့်လဲဆိုရင်ကျွန်တော် enemy တင်းရဲ့ drop pit တွေကိုမူတည်ပြီးတော့ကျွန်တော်ပွဲအစမှာခနေကဘယ် item ပြီးရင်ဘယ် item သွားမယ်ဆိုတော့တခါလဲစဉ်းစားထားသင့်ပါလေပြီးတော့ jungler တကောင်ကကျွန်တော်မဲမဲမြင်ရဝင်ခုတ်တာမဟုတ်ဘဲね enemy တင်းရဲ့ damage အများဆုံးပေးတဲ့ damage killer တွေကိုချတာပဲဖြစ်ဖြစ်တတ်တာပဲဖြစ်ဖြစ်လောက်ရတယ်ဗျအဲ့ဒါမှ jungler player တွေကအားလိုက်ပိုင်း impact ရှိရှိနဲ့ကျွန်တော်တို့ပွဲကိုထိန်းချုပ်ပြီးတော့ကစားနိုင်မှာဖြစ်ပါတယ် ပြီးရင်ဘက်တက်ဆိုတာအဝင်နေမဲမဟုတ်ဘူးဒီလိုပပနဲ့နဲ့ထွက်တက်ဖို့ကလည်းအရေးကြီးသေးတယ်တန့်ချန်ကလာတွေကသွေးသွေးလဲတက်ပြီးတော့သွေးလဲမာတယ်ဗျာအဲ့နေရာမှာကဂျန်ကလာပလေးယာဆိုရင်ကျွန်တော်တို့ကလပ်တကြမားနေမိတာနဲ့တန်းပြီးတော့ရှင်းသွားနိုင်ပါတယ်ဘရူးနေနောက်ဆုံးလော့ဖြစ်တဲ့ဒီအဟန်လော်ယူရအောင်ယူနေချင်နေဗျာဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီဟာကိုအဆင်ပြေပြီးမပြေပြီးရအောင်ယူမှကိုအဆင်ပြေမှာဗျာဒါမှမဟုတ်ဘယ်နဲ့ကျွန်တော်တို့ကတအားကိုနှိမ့်နေတဲ့တအားကြီးတော်တော်ကိုခွေးဖြစ်နေရဆိုရင်အဲ့လော်ယူသွားမယူရင်ကိုယ့်ကိုမတည်အောင်ပဲစိတ်နေတဲ့ ဒါမှမဟုတ်လေကိုကပြင်းချနိုင်နေဆိုတဲ့ကောင်းနေတဲ့ဥပမာဟာရာပူဇာလို့လိုမျိုးကောင်းမျိုးဆိုရင်တော့လော့သွားကိုပြီးတော့ရတယ်ဗျာကိုကမှတာနေရဆိုရင်လော့ယူလိုက်လော့ယူပြီးရင်ကျွန်တော်လော့မှာပါတဲ့ create ဒီနဲ့တာပါအောင်တက်အဲ့လိုမှမဟုတ်ပဲနဲ့ကိုဘကမီနီယံခရီးရလည်းအများကြီးတက်လာတယ်။အဲ့ဒါဆိုရင်ကျွန်တော်တို့ဟီရိုကြီးတွေကိုမမှန်ပဲနဲ့တာဝါကိုပဲတည်ပြီးတော့ကျုံးလိုက်တော့မယ်ဗျာ။အဲ့ဒါမျိုးဆိုရင်ပို့ပြီးတော့ကိုတင်းရနိုင်နိုင်ကြီးပို့ပြီးတော့များတယ်။ဒီမှာဆိုကြည့်လိုက်တာဝါကိုပဲ page ကိုပဲကျွန်တော်တန်းပြီးတော့ကျုံးလိုက်တယ်။အဲ့တော့ဒီနေ့ jungle guide လေးကတော့ကျွန်တော်ဒီလောက်ပါပဲ။ကျွန်တော် video ကြည့်ပြီးတော့ browser တို့ အသုံးဝင်မယ်လို့ကျွန်တော်ထင်မိပါတယ်နောက်ထပ် view မှာပြန်လဲဆုံတွေ့ပါမယ်ဗျာ